ချက်ဆိုရင်အပေါင်လိုက်ကိုက်ချင်တဲ့ချင်းညီကိုတွေအတွက်တော့ဒီနေ့ချက်ပေါင်းမဆလာနဲ့တွဲစားရင်အရန်ကိုမှလိုက်ဖက်တဲ့ပင်းဟင်းကျူမွမွေးလေးရဲ့အရသာရှိတဲ့ချက်နီလေးလာမြောက်ပေးပါမယ်ချက်နီလေးကိုမကြည့်ခင်လေးမှာနောက်တဲ့ဆက်မဲ့ဗီဒီယိုအစ်စ်တွေကိုလက်မလို့ရအောင်လိုက်ရင် share လေးလုပ်တော့ပေးပါအောင်လို့တောင်းဆိုချင်ပါတယ်ခင်ဗျာ တန်းစင်စင်ကြအောင်စီရတဲ့ချက်ပေါင်ကိုစားထဲမယ်အသားမုတ်လေးအတင်တင်ထဲငားငံပြရည်လေးအတင်တင်လောက်ထဲဆွေးမုတ်လေးပါအနီတော်တော့ထဲဒါတွေအားလုံးကိုအသားထဲအရသာဝင်သွားအောင်လို့အချိန်လေး9မိနစ်လောက်ပြီးပြီးတော့နေပြီး15မိနစ်မိနစ်20လောက်ထပ်နှက်ထားပေးပါ ကျက်ပေါမဆလာစီပြန်ချက်မှာကျက်သွန်နီကိုအဓိကထားပြီးချက်မှာမို့လို့အနစ်ကောင်းလေးစားကောင်းလေးဆိုတော့ကျက်သွန်နီ9လုံး10လောက်ထက်ချက်ပါကဲဒါဆိုရင်ချက်မဲ့ဦးတဲ့စီလေးအတင်တဲလောက်ထဲစနွင်းလေးပါအနေငယ်လောက်ထဲစီလေးနေငယ်ပူလာပြီဆိုရင်တော့နနုံစင်လာတဲ့ကြက်သွန်လေးတွေကိုမွေးသွားတဲ့အထိကျွန်တော်တို့ကြော်ပါမယ်ဒီချက်နီးမှာကြက်သွန်မျိုးလုံးဝထဲမသွန်ထားပါဘူးအနံ့လေးမွေးချင်တဲ့ဆိုရင်တော့ကရဝေးရွက်နံရွက်လောက်ထဲတစ်ချဘူခောက်ကိုလည်းနည်းနည်းလေးပဲထည့်ပေးပါအယောင်လေးပူလာသွားအောင်လို့နောက်ထပ် ဘာဘီကာမုတ်လေးထည့်ပါမရှိဘူးဆိုရင်တော့အစိမ်မုတ်ကိုရွေးသုံးလဲရပါတယ်ငုပ်ဒီအချံထောင်းလေးနှစ်ဒေါ်လောက်ထည့်အစမကြိုက်တဲ့ညီကိုတွေအတွက်တော့ငုပ်ပွားကိုထောင်းပြီးထည့်လို့ရပါတယ်ကျက်သွန်စိမ့်နှံ့လေးပျောက်သွားပြီဆိုရင်တော့အရသာနေထားတဲ့ကျက်ပေါင်လေးတွေကိုတည်တည်ချာလေးစီထည့်လို့ရပါပြီခင်ဗျာကျက်ပေါင်လေးတွေအသားလေးတင်းသွားအောင်လို့အပေါ်အောက်တစ်ခါလောက်မွေပေးပါမီးဥတော့ဒီအချိန်မှာကျွန်တော်တို့ဖြည်းဖြည်းလေးပဲဖွင့်လာပေးပါနော် အပေါ်အောက်တမအောင်မွေပြီးပြီဆိုရင်တော့ရေတန့်လေးကိုကြက်ပေါင်လေးမမြုပ်တမြုပ်လောက်ပဲထည့်ပေးပါအများကြီးထည့်ပေးစရာမလိုပါဘူးကဲဒါဆိုရင်တော့မီးလေးကိုပြပြင်းလေးဖွင့်ပြီးတော့အချိန်လေး9မိနစ်10မိနစ်တော့ကျွန်တော်တို့ထပ်ချက်ပါမယ်မီးပြပြင်းလေးနဲ့တတ်မှတ်ထားတဲ့အချိန်လေးပြည့်သွားပြီဆိုလို့ရှိရင်တော့နောက်ထပ်တစ်ခါအပေါ်အောက်ထပ်မွေပါရေလေးနည်းနေမယ်ဆိုရင်တော့ကျွန်တော်တို့ရေလေးထပ်ထည့်ပေးလို့ရပါတယ်ဒုတိယတစ်ချိန်ရေထည့်ပေးပြီဆိုရင်လည်းမီးလေးကိုရှော့ချပြီးတော့မီးလေးပြပြင်းလေးနဲ့အချိန်ကြာလေးချက်ပါမယ်ခင်ဗျာ ချိန်လေးလဲကြာလာလို့ချက်ပေါင်လေးလဲနူးလာပြီဟင်းအေးလေးတွေလဲခန်းလာပြီဆိုလို့ရှိရင်တော့ဟင်းအိုးရဲ့အပေါငံအရသာလေးကိုမြည်လိုအပ်မယ်ဆိုလို့ရှိရင်တော့ငါးငတ်ပြားကြီးလေးအတင်းတင်းထပ်ထည့်ပါဟင်းရဲ့အမွေးကြိုင်ကိုကြတော့ဒီဟင်းချက်နီလေးအတိုင်းမဆလာလေးအတင်းတင်းလောက်ထပ်ထည့်ထားပါတယ်မဆလာလေးထည့်ပြီးဆိုတာနဲ့မီးလေးကိုနောက်ထပ်တစ်ခေါက်ထပ်လျှော့အဖုံးလေးကိုလုံအောင်ပိတ်အချိန်လေး3မိနစ်လောက်ကြာလာပြီဆိုလို့ရှိရင်တော့ အရန်ကိုမှစားကောင်းပြီးအရသာရှိတဲ့ကြက်ပေါင်မဆလာစီပြန်ချက်လေးရပါပြီနော်။သူနဲ့တွဲစားရင်လိုက်ဖက်တဲ့အရာလေးကတော့ပိဟင်းဂျိုလေးပဲဖြစ်ပါတယ်။ချက်နေကတော့ပေါပတ်ဆူနဲ့ရေထဲမှာခနောထည့်မယ်စားလေးအသင့်တက်လောက်ထည့်မယ်နောက်ထပ်ရေစိန်ထားတဲ့ပဲလေးတွေကိုထည့်ပါမယ်ထည့်လိုက်တဲ့ပဲလေးတွေနူးပြောက်လာတဲ့အထိပြုတ်ပေးရပါမယ်ပြုတ်နေတဲ့အချိန်မှာဒီလိုအမြုပ်လေးတွေထွက်လာမယ်ဆိုလို့ရှိရင်တော့ဆယ်ထုတ်ပေးပါချိန်လေးကြာလာလို့ပဲလေးတွေနူးလာပြီဆိုလို့ရှိရင်တော့ရေစိန်ထားတဲ့ကြာစံလေးထည့်နောက်ထပ် စူပုတ်ရွက်လေး3လေးခိုင်းလောက်ပဲထည့်ပေးပါအနံ့လေးရယုံလောက်ပါပဲပြီးလို့ရှိရင်ပဲဟင်းချိုရဲ့အဓိကအမွေးကြိုင်အသက်လေးကတော့ကျက်သွန်မြူဂျင်းလေးကိုညက်နေအောင်ထောင်းကျက်သွန်နီလေးပါအနေနဲ့ထဲဆွနှင်းမုတ်လေးထဲစီပူပူလေးထဲမှာမွေးနေအောင်စီချက်သားအခုလိုပဲဟင်းထဲမှာလောင်ထည့်ပေးလိုက်ရပါပဲခင်ဗျာပဲဟင်းလေးနောက်ထပ်တစ်ကြိမ်ပွပွလေးပြန်ဆူလာပြီဆိုလို့ရှိရင်တော့အရန်ကမှစားလို့ကောင်းတဲ့ပဲဟင်းချိုလေးပဲဖြစ်ပါလေငရုတ်ဒီအတောက်ကြတော့ကြိုက်တဲ့သူထည့်ပါမကြိုက်ဘူးဆိုလို့ရှိရင်လည်းထည့်ပေးစရာမလိုပါဘူးခင်ဗျာ ကဲဒီနေ့မှာတော့အချိန်နဲ့အများကြီးပေးစရာမလိုတဲ့ကြက်ပေါင်းမဆလာစီပြန်ချက်လေးနဲ့ပေးဟင်းလေးလာပြီးတော့သုံးဆောင်ကြပါဦးခင်ဗျာခုံချောင်းလာလို့လက်ရှိရှိမင်းမကစားတော့လားအဲ့ဒါရအောင်မစားမယ်နော်ကြက်ပေါင်းချေးလို့ဒီအလားမဟုတ် ်ဆိုကြတယ်ဟာတော့မယ်ဟုတ်ပါပြီရှင်းရလေကျေးဇူးတော့ပြောတော့ရေးရတာပြောကြမှာပဲအပိကျအောင်ပြကျနေနေချက်တာတော့ဒီပြင်းနေချက်ဘယ်လိုမျိုးအိတ်တဲ့ချက်

màu gì vậy màu gì anh nhẹ 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 thế à anh còn ngoài là còn ngoài là nhẹ nhẹ thế à nhẹ nhẹ giờ là giờ quần sáu giờ thì đi bên kia nhỉ nhẹ Ah, perrinho grosso, hein? Vamos ver. ကြိတ်ထားရတာခဏရပဲကျွန်တော်သုံးရအောင်ပါဆက်ရတာချက်တာဟင်းနဲ့ကောင်းလို့ပဲဟင်းနဲ့ကောင်းပါနဲ့ချက်ပြတဲ့အတိုင်းလိုက်ပြီးတော့ချက်တာကြည့်ပါတကယ်တော့ကျွန်တော်တောင်းရလုံးကို support page နဲ့ဆိုလို့ရှိရင်လည်းဆိုင်ပါဖြစ်ဖြစ်အိမ်မှာဖြစ်ဖြစ်ဒမင်းဖေးခေါ်ကြည့်လို့ရပါတယ်เนาะ နောက်ထပ်ဗီဒီယိုတင်မှာကျွန်တော်ထပ်ပြီးတော့ပြပါမယ်ဒီနေ့ဗီဒီယိုကြတော့ကျွန်တော်ဒီမှာပဲအဆုံးသတ်ပါမယ်ခင်ဗျာဘိုင်